ပြီးကြတဲ့ရတ္တရနှစ်ပတ်အတွင်းဂိုလောင်းတရင်ဆင်ပွဲ၃ပွဲပြုလုပ်ခဲ့ပါတယ်။အဲ့ဒါတွေကတော့စစ်တက္ကသိုလ်ဂိုလောင်းတင်တဲ့အဲ့ဒီတော့တက်မတော်နိပညာတက္ကသိုလ်ဂိုလောင်းတင်တန်းနဲ့တက်မတော်ဆေးတက္ကသိုလ်ဂိုလောင်းတင်တန်းတွေပဲဖြစ်ပါတယ်။ဒီဂိုလောင်းတရင်ဆင်ပွဲ၃ပွဲစလုံးမှာဘုဇုံမှုရေးတန်းရွှေမိကွန်းပြောကြားခဲ့ပါတယ်။ဟဲ့ဒီမိကွန်းတွေနဲ့ပတ်သက်လို့ကတော့လာမယ့်သတင်းပတ်တွေမှာတွေ့ဆုံမင်းမြန်မှုတွေနဲ့တင်ဆက်နိုင်ဖို့ကျွန်တော်စူးစမ်းနေပါတယ်။ အခုတော့ဒီစနေတနေ့ကနေဟာခရစ်တက်ကရနှစ်ကူးရက်တွေဖြစ်နေလို့တူတူငါငါတွေလို2010ကို ပြန်ကြည့်ပြီးတောင်းဆိုချက်ကလေးတွေကိုပြန်လဲထုတ်ပြခြင်းပါလေကဲကျွန်တော်တခါကပြောခဲ့ဘူးပါလေလွတ်လပ်ရေးတိုက်ပွဲတွေမှာလည်းမပါခဲ့အနစ်နာခံမှုတွေလည်းမရှိပြောရရင်စွန့်စားမှုမရှိ မစွန့်ပဲစားပဲစားနေတဲ့အတ္တကြီးကြီးစစ်ကောင်းဆောင်တွေကိုဖယ်ရှားပြစ်နိုင်ဖို့အရေးကြီးပါတယ်အဲဒီလိုဖယ်ရှားပြစ်နိုင်ဖို့ကိုတပ်မတော်သားတွေကိုယ်တိုင်လည်းအားထုတ်လို့ရပါတယ်လို့အဲဒီလိုကျွန်တော်ပြောခဲ့ဘူးပါတယ်ဒါပေမဲ့ပုံကန်ထကြွပါတော့လားလို့ပြောတာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဂရီခင်မှာ တက်မတော်သားဝိစုံဝိထားရင်ကိုပဲအမြင်မကောင်းနဲ့မချစ်ခင်တော့တဲ့ခေဖြစ်လာတာကိုဤသူလူလူကို အမိဖလို့ထားမယ်စတက်မတော်ကိုအမိဖလို့သဘောထားဆိုတဲ့စစ်ကောင်းဆောင်တွေကြောင့်အစင်လာကောင်းခဲ့တဲ့သမိုင်းနဲ့တက်မတော်ဂုံတိတ်ခါကြဆင်းခဲ့ရပါပြီညစ်ထေးခဲ့ရပါပြီဒါကြောင့်တက်မတော်သားစစ်စစ်ဖြစ်လို့သူတိုင်းကတက်မတော်အပေါ်မှာကန့်ညှိနေတဲ့ အညီအကျေးတွေကိုစေကျော်ပြစ်ကြမယ်ဆိုရင်ကျွန်တော်တို့2020နှစ်ကုန်အခုကနှစ်ကူပြီးကုန်လို့အဲ့ဒါလိုစေကျော်ပြစ်ကြမယ်ဆိုရင်မစွန်မဲစားနေတဲ့အတ္တကြီးကြီးစစ်ကောင်းဆောင်တွေကိုအရင်ဆုံးခွာချပြရမှာပါဒါကြောင့်ဒီလိုဖယ်ရှားပြစ်နိုင်မှုကိုတက်မတော်သားတွေကိုယ်တိုင်အားထုတ်လို့လဲရပါတယ်လို့ကျွန်တော်ပြောခဲ့တာပါ ကဲအခုတင်ပြချက်တွေဟုတ်မဟုတ်မှန်မှန်မှန်နဝတနာဖကိုတိုင်းတို့လကောင်းနိုင်ငံတော်သူ နိုင်ငံတော်သားများအားလုံးမိမိတို့ရဲ့အတွေ့အကြုံမိမိတို့ရဲ့ကိုယ်ပိုင်ဉာဏ်တွေနဲ့သုံးသပ်ဆုံးဖြတ်ကြပါဒါဟာနဝရနာဖစေစုကောင်းဆောင်ဘုဂျုံမူကြီးတန်းရွှေနဲ့အခြားစေကောင်းဆောင်တွေကြီးရည်လေတာခွေဦးစီးချုပ်တွေတိုင်မှုတက်မှမှုတွေနဲ့နိုင်ငံရင်သွေးတက်မတော်သားတွေရဲ့ လက်ရှိအနေအထားတွေကို အတက်နိုင်ဆုံးတင်ပြခဲ့တာဖြစ်သလိုချွင်းချက်တွေကိုလည်းထောက်ပြခဲ့တာပါဘေရာရုအစ်စ်မှာပဲရှိရှိတက်မတော်သားမှန်ရင်တော့ပြည်သူတွေရဲ့ချစ်ခင်မှုရရှိသူတွေဖြစ်တင်ပါတယ်တချိန်ကတိုင်းပြည်အပေါ်ပြည်သူအပေါ်သစ္စာရှိခဲ့တဲ့ပြည်သူကိုအလုတ်ကျွေးပြုတ်ခဲ့တော့တက်မတော်သားတွေကိုပြည်သူတွေကဒီကိရိအထိမမေ့နိုင်ကြပါဘူးအထင်ရှားဆုံးကတော့ဗိုလ်ချုပ်အောင်ဆန်း ။နောက်ရဲဘော်၃ကြိတ်ဝင်နေတဲ့ဖက်စစ်ဒေါ်လန်ရေးသူရဲကောင်းနေပါ။ဒါပေမဲ့အခုလက်ရှိအနေထားမှာတော့အဲ့ဒီအာဇာနည်တက်မတော်သားတွေလိုအသက်ဆုံးပြီးတိုင်းပြည်ကိုချစ်ဖို့မလိုတော့ပါဘူး။မလိုတော့ဘူးဆိုတာကဗိုလ်ချုပ်ကြီးဟောင်းသူကဥတင်ဦးပါဝင်ခဲ့တဲ့တရုတ်ပြည်ကျူးကျော်စစ်နောက်ပိုင်းအသက်ဆုံးပြီးတိုင်းပြည်ကိုချစ်ရမယ်စစ်ပွဲတွေမရှိတော့ဘူးလို့ဆိုခြင်းပါတယ်။ ဒါပေမဲ့ဒုခိဒုအခအလိုက်တော့ချစ်တတ်ဖို့လိုတယ်ဗျနိုင်ငံတိုင်းကပြည်သူတွေဆိုတာတက်မတော်ဆိုရင် လေးစားတတ်ပါလေချစ်ခင်တတ်ပါလေဟဲ့မချစ်တော့ဘူးမလေးစားတော့ဘူးဆိုရင်တော့အဲ့ဒါတက်မတော်ဆိုတာတဲ့အဲ့ဒီတက်မတော်ကိုအုပ်ချုပ်ခွင့်ရတဲ့အကြီးအကဲတွေနဲ့တက်ဆိုင်သွားပါပြီကဲတက်မတော်သားအားလုံးအစဉ်တမ်းပြီးအားလုံးကိုကျွန်တော်ပြောပြခြင်းပါတယ် အလွယ်တကူနားလည်နိုင်မယ်လို့လဲယူဆတယ်တခါရှင်းလင်းနိုင်ကြမယ်လို့လဲမျှော်လင့်ပါတယ်တမရောဆိုတာနိုင်ငံတော်ရဲ့ကိစ္စအဝဝကိုစီမံခန့်ခွဲဆောင်ရွက်ရမယ်အယတအစိုးရဘောမိမိစွမ်းသမျှပံ့ပိုးကူညီမယ်တိုင်းပြည်အတွက်ပြည်ရင်းပြည်ပရမအကာအကွယ်ပေးခြင်းတည်သာဒါဟာတမရောရဲ့အဓိကတာဝန်ဖြစ်ပါတယ် ဒါကြောင့်ဒီတာဝန်တွေကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်လိုက်စမ်းပါဒီသူတွေကလည်းချစ်ခင်ကိုရောကိုမိသားစု အားလုံးရောတာမကတမတော်ကြီးပါဂုံသိခါရှိမှာဖြစ်ပါလက်နဲ့ကင်ထားပြီဆိုရင်တော့ဘယ်လက်နဲ့ကင်အဖွဲအစည်းမှာအုတ်ချွေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်မပါဝင်သင့်ဘူးဗျကပါခဲ့ရင်ဘာဖြစ်မလဲတဲ့ရိုးရိုးလေးပဲ လက်နဲ့ကင်ပြီးစီးပွားရှာလက်နဲ့အာကိုနဲ့အုတ်ချုပ်အဲ့ဒါလိုလုပ်နေမှတော့အဲ့ဒီလက်နဲ့ကင်ဆိုရဲဝိတေသကြောင့်တပုံတမြအဖြစ်ပြောင်းလဲသွားတယ်လို့ပါအခုဘုဂျုံမူကြီးမတိုင်ခင်ကဘုဂျုံကြီးနေဝင်စမ်းတက်ကြည့်ခဲ့ပါတယ်26နှစ်အခုဘုဂျုံမူကြီးတို့စမ်းတက်နေတာလဲနှစ်ပေါင်း20ကိုကျော်ခဲ့ပြီရလက်တွေဘာဖြစ်လာတယ်အခုဘာတွေဖြစ်နေတယ် ဘာတွေကဘယ်လိုဖြစ်သွားကြပြီလဲကျွန်တော်အစီအစဉ်မှာအများကြီးတင်ပြခဲ့ပြီးပါပြီနဝတ္တနာဖမှာ နားတွေမျက်စိတွေအများကြီးရှိတယ်ဒါပေမဲ့အမှန်ကိုအမှန်လို့လက်ခံတတ်တဲ့နာကြားရှုမြင်မှုလိုအပ်နေတယ်လို့အတ္တတွေကလည်းဖြတ်ချလို့ကိုမစဲနိုင်ဘူးပြည့်နေတာကိုဗျာဒီတော့ဘုရားမူကြီးနဲ့ဆေကောင်းဆောင်များခင်ဗျာနားနဲ့မနာဖဝါးနဲ့နာကြပါ လူဆိုတာတေမျိုးပါဘိုးချုပ်မှုကြီးတို့လည်းတေကြရမှာပါပဲအဲရီပေးလို့တာကမားရွင့်တဲ့အယူဝါဒကိုကိုစိတ်ကြိုက်မိမိစိတ်ကြိုက်အက်တနော်မတီနဲ့ချမပေးခဲ့စေလိုပါအဲ့ဒါလို့ကျွန်တော်ပြောချင်ပါတယ်ဘုရုရှင်ဟိုသမ ्या ကတော့အမားမကင်းနိုင်ကြဘူးကိုဗျအဲ့တော့အများဆုံးဖြတ်ခွင့်ရစေတဲ့ပြည်သူအုပ်ချုပ်တဲ့ပြည်သူဒီမိုကရေစီစနစ် ကိုအုံမြင့်ချခဲ့စေလိုပါတယ် ်လူတယောက်အတွက်ကတော့အိတ်တော်လဲကြောတနေရပဲဗျစားတော့လဲသုံးနှက်ပေါ့ဗျာဒီတဲ့ပိုလေးနှက်ဒီတဲ့တော့မပိုနိုင်ဘူးအေးသေးပြန်တော့လဲအခုလိုစနစ်သေးအရာဆိုရင်တော့မြေတကွက်တောင်မပိုင်ဆိုင်နိုင်ကြတော့ဘူးဗျပြန်စဉ်းစားကြည့်ပါဘိုးချုပ်ကြီးနေဝင်ခမရသနာစရာနိုင်ငံရေးသမားလက်အောက်မှာသေရတာမဟုတ်ဘူးနော်ဘိုးချုပ်မှုကြီးတန်းရွှေလက်ထက်မှာသေခဲ့ရတာပါ ဘယ်လိုနေဘယ်လိုသေခဲ့ရသလဲသူ့အတွက်တော့ဒါဟာအလွန်အလွန်ကိုပဲကြေကွဲဝမ်းနေစရာဂျန်ရဲ့သူမိသားစုတွေခင်ဗျာလဲသူမရှိတာနဲ့ဒုက္ခတွေပင်လဲဝေဒီတော့ဇတ်သူသားအချင်းချင်းတောင်ကိုကေရမရခဲ့ရှာပါဘူးဒီလိုသူအနစ်နာခံခဲ့လို့တိုင်းပြည်ရောအမှန်တကယ်ကောင်းစားခဲ့သလားဆိုတော့မွေးပြကြသွားတာပဲဗျာ အခုဗိုလ်ချုပ်မူကြီးနဲ့တကွာတိုင်းမှုတက်မှမှုတွေကြီးရေလေကာကွယ်ရေးဦးစီးချုပ်တွေကျွန်တော်ပြောချင်တာကခမရတို့ရဲ့အစွဲတွေကိုရှော့ချလိုက်စမ်းပါရှော့ချကြည့်လိုက်စမ်းပါအချိန်ပြီးပြည်သူတွေရဲ့မေတ္တာကိုခံယူပြီးသေရင်တော့မေ့မရတော့အခွင့်ကောင်းတွေပြုနိုင်ဖို့အချိန်ရှိပါသေးတယ်ဗုဒ္ဓမြတ်စွာဘုရားကတော့အင်္ဂုတ်တို့ပါဠိတော်မှာ ဟောခဲ့တယ်ဗျလူမိုက်ကြီးနှစ်ယောက်ရှိတယ်တဲ့ဟဲ့ ်မိမိရဲ့အမားကိုမိမိမမြင်ဝုံမချတဲ့သူကတယောက်အမားကိုမြင်ဝုံချလာသူကိုခွင့်မလွတ်သူကတယောက် လူမိုက်ကြီးနှစ်ယောက်ရှိတယ်လို့ဟောခဲ့ပါတယ်ဒါကမြတ်စွာဘုရားကအင်္ဂုတ်တော်ပါဠိတော်မှာဟောခဲ့တာအဲဒီနေ့ခေကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေအရပြောရရင်တော့တိုင်းပြည်နဲ့ပြည်သူလူထုကိုကြောခိုင်းပြီးအဲ့ဒါလို့ပေါ့ဗျာနေဒုနေမြတ်ဟိုတနန်းစင်းပွဲဒီတနန်းစင်းပွဲမှာ တိုင်းပြည်နဲ့ပြည်သူလူထုကို ကြောခိုင်းပြီးလေသနတ်တွေပြစ်နေမယ်အစားအားလုံးကို မျက်နှာချင်းဆိုင်ပြီးတွေ့ဆုံ ဆွေးနွေးပြစ်လိုက်စမ်းပါတကယ်တမ်းကကျွန်တော်တို့နိုင်ငံအတွက်သမိုင်းအတွက်ကိုရေးချွတ်ဖို့ဆိုတာ2021မှာ ရေဆွဲပြီးအများကြီးမှအများကြီးရှိနေပါတယ်ဒီတော့2017ခုနှစ်အတွဲအားလုံးကိုကျွန်တော်ပေးခြင်းတဲ့လက်ဆောင်ကတော့ တစ်စေတွေဟာမြေကြီးတွေငိုကြွေးနေကြတာမဟုတ်ဘူးအကိုင်းအခက်တွေနဲ့ရွက်လွှင့်ဖို့ကောင်းကင်ကိုဆွဲဖွင့်နေကြတာ